မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ November 26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော် MICC2 အဆောက်အအုံမှာစစ်ဗိုလ်ချုပ်အတိုင်းဝိုင်းများက တာသမိများမင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်တော်လိုင်းရေးတပ်များကကာမီကာစီအသေးခံဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လုံခြုံရေးအဆောင်ရဲနဲ့စစ်သားတချို့ထိခိုက်ဒဏ်ရာရရှိပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ25ရက်နေ့မနက်9:45မိနစ်ဝန်းကျင်အချိန်မှာနေပြည်တော် MICC2 အဆောက်အအုံမှာ စစ်ကောင်စီဘက်ကဗိုလ်ချုပ်အတိုင်းဝိုင်းကတာသမီများမင်္ဂလာဆောင်ခြင်းမှနေတဲ့အချိန်အသေးကန် drone များနဲ့ပုံကျက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမင်္ဂလာဆောင်ကိုစစ်တပ်နဲ့ရဲများကလုံခြုံရေးယူခဲ့တယ်လို့သိရပါဗျ။အဲ့ဒီမင်္ဂလာဆောင်ဆောက်လုံးကျုံရင်ရဲနဲ့စစ်သားများကိုအတေကန် drone များနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မနေ့က10နိုင်ဝင်းကျင်လောက်မှာ MICC 2ဘက်ကနေပြီးတော့ပောက်ကွဲတံတွေကြားလိုက်ရတယ်လို့အဲ့ဒီနားမှာနေတဲ့သူတွေကပြောပါတယ်။စစ်တပ်ဘက်ကသတင်းတွေဖုံးထားတော့သတင်းကလိုက်မင်းနေရတာခက်ပေမဲ့ အခုနောက်ဆုံးစစ်သားနဲ့ရဲတချို့ဒရုန်းပုံထိမှန်တယ်လို့သိရတယ်။ပေဆုံးမှုရှိနိုင်တယ်လို့သတင်းအရင်းမြစ်ကပြောဆိုထားပါရယ်။စစ်တပ်ထောက်ခံတဲ့ Lobby Telegram Channel များမှာ November လ25ရက်နေ့မနက်09:30မိနစ်အချိန်မှာနေပြည်တော်ဇဗူတီရီမြို့နယ်ဇေယသိဒ္ဓိရက်ကွက်ညွှန်ကြားရေးမှူးချုပ်အင်ယာဝင်းအတွင်းမှာ ဒရုန်းတစ်စီးပြတ်ကျခဲ့ကြောင်းသတင်းဖော်ပြထားပါတယ်။ဒရုန်းမှာဘုံတော့မပါဘူး။ဒီတိုင်းပြတ်ကျနေတာတွေ့ရတယ်။ MICC တူဘက်မှာဘုံကျဲပြီးတော့ဒီဘက်မှာလာပြတ်ကျတဲ့သဘောမျိုးလို့ပြောလို့ရတယ်လို့သတင်းရေးမြစ်ကပြောပါတယ်။မြန်မာအပြည်ပြည်ဆိုင်ရာ convention ဘဟုဌာနမြန်မာ International Convention Center MICC2 အဆောက်အအုံဟာစစ်ကောင်စီကနိုင်ငံတော်အဆက်အစည်းအဝေးနဲ့ အခမ်းအနားများမကြာခဏဆိုးသလိုပြုလုပ်နေတဲ့နေရာလဲဖြစ်ပြီးတော့ယခုတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်သတင်းထုတ်ပြန်ခြင်းတော့မရှိသေးဘူးလို့သိရပါတယ်။နိုဘန်မာလ9ရက်နေ့ကလည်းနေပြည်တော်အီလာလီဓာတ်ကိုအသေးကန် drone များနဲ့ဘုံကျဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာထိခိုက်မှုများရှိခဲ့တော့လဲစစ်ကောင်စီကသတင်းထုတ်ပြန်ရမှာထိန်ချန်ပြီးတော့ထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဗမော်မြို့လေရင်ကွင်းအတွင်းကိုလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ဒီကနေ့အတွက်လေရင်ခီးစင်များအလုံးအရေးပေါ်ပယ်ဖြတ်လိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လေစိတ်အတွင်းကိုလက်နက်ကြီးပောက်ကွဲတဲ့ဆိုပြီးတော့ခီးစင်ပယ်ဖြတ်လိုက်တဲ့အတွက် မန္တလေးလေးစိတ်ကနေလှည့်ပြန်ခဲ့ရကြောင်းကိုတိုင်ကြုံတွေ့ခဲ့တဲ့ဒုတအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်အခုပဲမန္တလေးလေရင်ကွင်းကနေလှည့်ပြန်ခဲ့တာလက်နက်ကြီးကြလို့ဆိုလားသူတို့လေရင်ကွင်းကရဲတွေပြောတာကတော့လေရင်တစည်းသွားလိုက်တာဗမော်တော်မဆိုင်ဘူးလို့ပြောတယ်လို့၎င်းကပြောဆိုထားပါတယ်ဗမော်လေးစိတ်ဟာဘလောက်ထိထိခိုက်ပျက်စီးသွားတယ်ဆိုတာကတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်ဒီကနေ့အတွာဗမော်လေးစိတ်ကိုဆက်ရောက်မဲ့ခရီးစဉ်များအားလုံးပယ်ဖြတ်လိုက်ပြီးတော့သွားရောက်နိုင်မဲ့နေ့ကိုတော့ပြန်လည်အကြောင်းကြားမယ်လို့လေချောင်းလိုက်တာဝန်ရှိသူများကပြောဆိုထားပါတယ်မနက်ဖြန်ပြန်သွားလို့ရမလားဆိုပြီးတော့မင်းနေတာပြန်သွားလို့ရရင် တို့ပြန်ပြောမယ်လို့ပြောတယ်ဖုန်းနဲ့အင်တာနက်လိုင်းအခက်အခဲကြောင့်လက်ရှိဘုံပေါက်ကွဲမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဘမော်မျိုးကံများနဲ့ဆက်သွယ်ရန်ခက်ခဲနေပါတယ်ပြီးခဲ့တဲ့ match လ9ရက်နေ့ကလည်းဘမော်လေစိတ်မှာရှိတဲ့လေရင်ပြေးလန်းဘော်ကိုလက်နဲ့ကြီးကြီးကြောက်ရောက်ပေါက်ကွဲခဲ့တဲ့အတွက်လေစိတ်ကို၈ရက်ခန့်ကြာအောင်ပိတ်ထားခဲ့တဲ့ဖြစ်စဉ်များလည်းရှိခဲ့တယ်လို့သိရပါတယ်ဘမော်နဲ့မုံမောင်မျိုးကြားမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးတော့နေစဉ်လက်နက်ကြီးများနဲ့လေကြောင်းပစ်ခတ်မှုတွေလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတိုင်ပေါ့မြို့နယ်ရေးပြရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ PDF တပ်ဖွဲ့ဝင်5ဦးထွက်ပြေးလွတ်မြောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေးပြရဲစခန်းထဲမှာဖမ်းဆီးခံထားရတဲ့ပခုတ်ကူခရိုင်အမတ်76တရင်ကတပ်ဖွဲ့ဝင်3ဦးနဲ့ LPDF အဖွဲ့တစ်ခုက အမျိုးသမီးတပ်ဖွဲ့ဝင်တအူးအပါဝင်2ဦးစုစုပေါင်း5ဦးတို့ကနိုဝင်ဘာလ25ရက်နေ့မနက်2နာရီကစတင်ပြီးတော့ထွက်ပြေးလာခဲ့ပြီးမနက်6နာရီလောက်မှာဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစီကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်ရဲဘော်တွေရဲ့ပြောပြချက်အရအမိုးနဲ့တန်တိုင်းကြားကိုဖောက်ထွက်လာနိုင်တဲ့ စစ်ကောင်စီဘက်ကကင်းပေါ်တဲ့အချိန်မှာပါသူတို့လည်းရန်သူရဲ့အခြေအနေကိုအကဲခတ်ကြည့်ထားပြီးတော့ကင်းပေါ်တဲ့အချိန်မှာထွက်ပြေးလွတ်မြောက်လာကြတာပါလက်ထိတ်တွေလည်းဖြုတ်လာနိုင်ခဲ့တယ်တန်တိုင်းတွေကိုလည်းဖြတ်နိုင်ခဲ့တယ်လို့ပခုတ်ကူခရိုင်အမှတ်၆ PDF တရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပြထားပါတယ်လက်ရှိမှာတော့တပ်ဖွဲ့ဝင်တွေဟာလုံခြုံစိတ်ချရတဲ့နေရာကိုရောက်ရှိနေပြီဖြစ်တဲ့အတော့လုံခြုံရေးအတွက်စိတ်ပူစရာတော့မလိုတော့ဘူးလို့သိရပါတယ်အဲ့ဒီတပ်ဖွဲ့ဝင်တွေကိုရေးပြရဲစခန်းအတွင်အချုပ်ခန်းထဲမှာထားတဲ့အချိန်ကလည်း နေတိုင်းလက်ထိတ်ခတ်ထားပြီးတော့ထမင်းစားချိန်နဲ့ရေချိုးတဲ့အချိန်တွေလောက်သာဖြုတ်ပေးလို့ရှိတယ်လို့ပြန်လဲလွံ့မြောက်လာတဲ့တပ်ဖွဲ့ဝင်တွေကပြောပါတယ်သူတို့ပြောဖို့အရဆိုရင်နေလဲခတ်ထားတယ်ညအိလဲလက်ထိတ်ကြီးနဲ့အိတ်ရတာရေချိုးတဲ့အချိန်တွေတော့လွတ်ပေးတယ်အဝယ်စားလဲရတာမျိုးတွေရှိတာဆိုတော့အချိန်တော်တော်များများတော့ခတ်ထားတယ်လို့ပြောဆိုထားပါတယ်အခုလိုမျိုးထွက်ပြေးဖို့အတွက်လနဲ့ချီပြီးကြံစီစူးစမ်းခဲ့ရပြီးတော့ရဲတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုတွေကိုလည်းနေ့စဉ်စောင့်ကြည့်ခဲ့ရတယ်လို့သူကဆက်ပြောပါတယ် ထွက်ပြေးလွတ်မြောက်လာတဲ့ PDF အဖွဲ့ဝင်တွေကိုရေးပြရဲစခန်းကနေပေါ့မြို့ပေါ်ရဲစခန်းကိုလွှဲပြောင်းပေးဖို့စီစဉ်ထားပေမယ့်တော်လိုက်ရေးအဖွဲ့ဝင်တွေရဲ့လှုပ်ရှားနယ်မြေတွေကိုဖျက်ဆီးပြီးမှပေါ့မြို့ကိုပို့ဆောင်ရမှာဖြစ်တဲ့အတွက်မပို့ရဲဘဲနဲ့ရေးပြရဲစခန်းထဲမှာပဲလက်နဲ့ခြေပြီးဖမ်းဆီးထားခဲ့တာလို့သိရပါတယ်။ပခုတ်ကိုခရိုင်အမှတ်16 PDF တပ်ရင်းကတပ်ဖွဲ့ဝင်3ဦးဟာပြီးခဲ့တဲ့ဩဂတ်လ10ရက်နေ့ကအလုတ်ကိစ္စနဲ့စိုက်ကဲတစည်းကို၃ဦးစီးသွားတဲ့အချိန်မှာရေးပြရဲစခန်းရဲ့စစ်စေးရိတ်ဂိတ်အနီးဖမ်းဆီးခံရတာ LPDF အဖွဲ့တခုကတပ်ဖွဲ့ဝင်နဲ့ရဲမေကတော့မေလပတ်ဝန်းကျင်ကရေးပြရဲစခန်းရှိကဆစ်စေးရိတ်ဂိတ်မှာဖမ်းဆီးခံခဲ့ရကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိမ့်ပြီးတဲ့နောက်စီရေးအပါအဝင်ဗတ်ပေါင်းစုံအရေးနိုင်လာတဲ့စစ်ကောင်းဆောင်ကကြာရှုံးလို့နေနေတပ်စခန်းများမှာရှိတဲ့ဗျူဟာမူးများနဲ့တိုက်ပွဲအတွင်းမှာတေဆုံသွားတဲ့သူများအပါအဝင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့တပ်ဖွဲ့ဝင်များကိုဂုံတူးဆောင်ဘွဲတစိမ့်များပေးအပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်များကိုစွန်းစွန်းတမန်ထမ်းဆောင်ခဲ့တယ်ဆိုပြီးတော့တပ်မတော်ရဲတပ်ဖွဲ့နဲ့ လူပုတ်ကိုများကိုဂုံတူးဆောင်ပွဲတစိမ့်များမနေ့ကနိုဗ ెంబ ာလ25ရက်နေ့အမျိုးသားနေ့ရက်စွဲနဲ့လက်မှတ်ရေးထိုးပြီးတော့ပေးအပ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီပွဲတစိမ့်များကိုပြည်သူလူထုကတရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတကသာပုံမှန်အားဖြင့်လွတ်လပ်ရေးနေတဲ့တပ်မတော်နေတွေမှာပေးအပ်လေရှိတော့လေစစ်ကောင်းဆောင်ကတော့အမျိုးသားနေမှာဂမန်ဂရန်ပေးအပ်လာကြောင်းစီဒီအမ်ဘိုးကြီးဇင်ရော့ကပြောဆိုထားပါဗျ။ကြာရှုံးလူနီနီစခန်းတွေကဗျူဟာမှုတွေရဲ့တေပြီးသားသူတွေရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့သူတွေကိုပေးတာတွေ့ရပါတယ်လို့၎င်းကပြောဆိုထားပါဗျ။ အကြမ်းဖက်စစ်ကောင်းဆောင်ပေးအပ်တဲ့ဂုံဒူးဆောင်ဘွဲတစိုက်တွေတဲကတမတော်ဆိုင်ရာစွဲရည်တက်တိဂုံဒူးဆောင်ဘွဲဖြစ်တဲ့သူရဘွဲကိုကာကွယ်ဝင်ကြီးဌာနကဘုံမူကြီးဝနလှိုင်ဘုံမူကြီးတတ်ထွန်းအောင်ဘုံမူမျိုးကိုကိုထုံးတဲ့ဘုံမူအောင်ဆန်းဦးတို့ကိုပေးအပ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီလေးဦးတဲကဘုံမူကြီးဝနလိုင်ဟာကရင်ပြည်နယ်တန်ဖြူစေရနဲ့ဖျားတုံးစုကြားမှာရှိတဲ့အနန်းကွင်းတပ်စခန်းထိုင်တဲ့ဗျူဟာမူဖြစ်ပြီးတော့၎င်းနဲ့အတူပူရဲဗျူဟာမူဖြစ်သူရခင်ခလိုက်ရ2-4တက်ကိုခိုင်တည့်ရမှုဟောင်းဘုံမူကြီးတန့်စင်ဝင်းကိုလည်း ူရဲကောင်းမတန်းဝင်တစိ့ပေးရခဲ့တယ်လို့သိရပါတယ်။တန်းစဉ်ဝင်းကတော့ဘလို့ကနေဘလို့ဒီကိုဖြူဟာမှုနဲ့ရောက်နေတယ်လဲတော့မသိဘူးပေါ့နော်။ရှမ်းမြောက်မှာဖြုတ်လာတဲ့ကုတ်ခိုင်တက်ကတိုက်ရင်မူဟောင်းဖြစ်ပါတယ်။မှတ်မှတ်ရရပြောရရင်တောင်စွန်းစခန်းမှာတော့ကစခန်းကိုစွန့်ခွာထွက်ပြေးတဲ့နေရာမှာမတည်နိုင်တဲ့ခဲရန်ရိတ်ခါတွေကိုမိရှုပ်ဖြတ်စည်းခဲ့တဲ့သူပေါ့လို့ CDN ဗိုလ်ကြီးဇင်ရော်ကပြောဆိုထားပါတယ်။အခုလိုမျိုးသူရဲကောင်းမတန်းဝင်တစိ့များပေးရတဲ့အထဲမှာ ဖားပွန်ဖြူဟာမူဘုံမူကြီးစန်းအောင်ခမရ340ကြာရင်စိတ်ကြီးတရဲမှုဒုဘုံမူကြီးတန့်စင်အောင်အပြင်လာရှုံမှာတည်ဆုံးခဲ့တဲ့ပိုက်လော့ဘုံမူကျုံမျိုးရွှေနဲ့ကရင်နီမှာပြစ်ချခံရတဲ့ MI70 ပိုက်လော့ဒုမူကြီးမိုးစီသူကြိုင်လဲပါဝင်နေလို့သိရပါတယ်ဒါအပြင်ပခုတ်ကူအနောက်ဘက်ရွာနဲ့စွာမျိုးနားကိုအခုနှစ်အတွင်းမှာလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ပိုက်လော့ဘုံမူမင်းမင်းဦးပိုက်လော့ဘုံမူနိုင်လင်းအောင်တို့အပါအဝင်လေတက်ကအများပြားကိုဒစိမ့်များပေးရခဲ့ကြောင်း CDM အရာရှိများထံကသိရပါဗါတယ် ါမြောက်ပေးတဲ့သဘောပါပဲဒီထဲမှာတော့လေရင်ပြတ်ကြလို့တေးတဲ့သူတွေပါသလိုဘုံကျဲခိုက်တဲ့အထက်မှာထိရောက်ပြီးတော့လူသေးဆုံးမှုများအောင်လုပ်နိုင်တဲ့သူတွေကိုစုတစိတ်တွေပေးရတာဖြစ်ပါတယ်ဒီလိုမျိုးလူတွေကိုအဓိကပေးတာတွေ့ရတယ်လို့လေဒတ်စီဒီအမ်တက်ချက်ကြီးဇေယျကပြောဆိုထားပါတယ်လက်ရှိစစ်ကောင်းဆောင်ပေးအပ်တဲ့ဘွဲ့တစိတ်များဟာ သူရဘွဲ့၄ဦးသူရဲကောင်းမှတ်တမ်းဝင်တစိတ်26ဦးရဲသူရတစိတ်9ဦးရဲဗလာတစိတ်62ဦးလို့ဖြစ်ပြီးတော့ကာကွယ်ရေးရဲတပ်ဖွဲ့မိသက်ပို့ဆောင်ရေးနဲ့စစ်တွေဝင်ကြီးဌာနစသည်တို့ကိုပေးအပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်နဲ့ဗိမ့်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းနှစ်ခုကို drone နဲ့ပုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့မှာကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့ဝါရစ်ခြေွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့တကြိမ်ပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းမှာ ဘိမ့်မြုံနယ်အတွင်းမှာရှိတဲ့တုံပြောစခန်းကို drone နဲ့တကြိမ်ထပ်မံပြီးတော့တွားရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုနှစ်ကြိမ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုနှစ်ကြိမ်အတွင်းမှာစစ်ခွေး၄កောင်တေးတယ်။ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေအနေနဲ့အထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်။ကျွန်တော်တို့တိုက်ခိုက်မှုတွေပို့ပြီးတော့လုံနိုင်ဖို့အတွက်ထောက်ပံ့မှုအကူအညီပို့ပြီးတော့လိုအပ်နေပါတယ်လို့ Dragon Squad TNI အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ပြည်ုပ်မြန်မာနယ်စပ်မှာရှိတဲ့ KIA ကတိမ့်ပိုက်ထားတဲ့ကမ်ပိုက်တီနယ်စပ်ဂိတ်ကိုပြည်ုပ်ကပုံမှန်ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးဘဲ သူ့လူများနဲ့ငပြောကားများကိုပြန်ခေါ်ယူရန်မနေ့ကယာယီနေဆက်ဂိတ်ကိုပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ25ရက်နေ့က KAI ကတိုက်ပိုက်ထားတဲ့တရုတ်မြန်မာနေဆက်ဂိတ်ဖြစ်တဲ့ကမ်ပိုက်တီနေဆက်ဂိတ်ကိုယာယီဖွင့်လှစ်ခဲ့ပြီးတော့ကချင်ပြည်နယ်ဘက်မှာတောင်းတင်နေတဲ့ငပြောကားများနဲ့တရုတ်နိုင်ငံသားများပြန်လည်ဝင်ရောက်သွားကြတယ်လို့သိရပါတယ်။တရုတ်ဘက်ကဂိတ်ကိုယာယီပြန်လည်ဖွင့်လှစ်ခဲ့ရမှာ၎င်းတို့ရဲ့လူများကိုသာပြန်လည်လက်ခံခြင်းဖြစ်ပြီးတော့တရုတ်ဘက်ကနေကချင်ပြည်နယ်ဘက်ကိုကုန်ပစ္စည်းတွေလူတွေကိုတော့လုံးဝထွက်ခွာခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။ငါ မပြောသေးကားတွေကိုပဲတရုတ်ကသူ့နယ်ထဲကိုပြန်ဝင်ခွင့်ပေးတာ ကချင်ပြည်နယ်မှာကြံနေတဲ့ငပြောကားတွေကိုပဲတရုတ်ပြည်ဘက်ကိုဝင်ခွင့်ပေးထားတယ်တရုတ်ဘက်ကနေကချင်ဘက်ကိုပြန်ဝင်ခွင့်မပြုဘူးသူတို့ရဲ့လူတွေနဲ့ကားတွေကိုခေါ်ယူတဲ့သဘောပါပဲပုံမှန်နယ်စပ်ဂိတ်ဖွင့်တာမျိုးမဟုတ်ဘူးလို့ KI ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ကချင်ပြည်နယ်စစ်ကောင်စီလက်အောက်ခံစခုံတိန်ရင်ထိန်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်မျိုးဖြစ်တဲ့ KMPD မျိုးကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကနိုဗ ెంబ ာလ20ရက်နေ့ညနေ9:00နာရီအချိန်မှာအပိတတက်ခတ်သိမ့်ပတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ် KI ကတရုတ်မြန်မာနယ်စပ်မျိုးများနဲ့ဂိတ်များကိုသိမ့်ပတ်ပြီးတဲ့နောက်တရုတ်နိုင်ငံက အဲ့ဒီနေဇက်ဂိတ်များကိုတစ်ဖက်သက်ပိတ်ပင်မှုများလှုပ်ဆောင်ခဲ့ပြီးတော့စစ်ကောင်စီနဲ့ညှိနှိုင်းပြီးပြန်လည်တည်ငြိမ်အေးချမ်းမှသာနေဇက်ဂိတ်များပုံမှန်ဖွင့်လျက်အတွက်ဆောင်ရွက်မှာဖြစ်တယ်လို့တရုတ်နိုင်ငံဘက်ကတရားဝင်ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်အင်းဝိုင်းရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်တန်ဃာတော်တပတ်ပြန်လည်တော်မူသွားပြီးပြည်သူနှစ်ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ24ရက်နေ့ည8:00နာရီကမှအင်းဝိုင်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တန်ဃာတော်တဘာပြန်လည်တော်မူခဲ့ပြီးပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောင်ချုံမြို့နယ်မှာနိုဝင်ဘာလ1ရက်နေ့ကနေ25ရက်နေ့အထိအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လေကြောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်မှုကြောင့်ပြည်သူ78ဦးသေဆုံးပြီး34ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးတရိရှိရန်လိုအပ်ကြောင်းပြောဆိုထားပါတယ်။ဒါကြောင့်လူစုလူဝေးမပြုတ်လောက်ကြရန်နဲ့ လေချောင်းရံကာဝယ်မှုဆိုင်ရာအတိပေးထုတ်ပြန်ချက်များကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNL ကအတိပေးပြောဆိုထားပါတယ်။ဒါ့အပြင်သခိုင်းတိုင်းသခိုင်းမြို့နယ်တလိုင်းရွာမှာရှိတဲ့စစ်ဆောင်သခန်းကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့၅ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စောအမေသားကပြောဆိုထားပါတယ်ဒီကနေ့နိုဝင်ဘာလ26ရက်နေ့မွန်လွဲပိုင်းမှာသခိုင်းမြို့နယ်တလိုင်းရွာမှာရှိတဲ့စစ်ဆောင်စခန်းကိုအကြမ်းဖက်ဆက်တကလေရင်နဲ့၅ချိန်ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးပြည်သူများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အထူးပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်တလိုင်းရွာကိုပြစ်တယ်လို့ကနအူးတို့ကြားသိထားတယ် ်ဇကိုင်းနဲ့အရှိမြောက်ချမ်းတလိုင်းရွာကဆစ်ဆောင်နေတဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့၅ချိန်ထက်မနည်းလေချောင်းကနေပြစ်ခတ်သွားတယ်လို့သိရတယ်ထိခိုက်မှုတော့ရှိတယ်လို့သိရတယ်တေဆုံးထိခိုက်မှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူး MI 35နဲ့ပြစ်ခတ်တာကြောင့်တိမ်းရှောင်နေကြတဲ့ဆစ်ဆောင်တွေအခုလက်ရှိတလိုင်းရွာကနေလွတ်ရွာကိုထွက်ပြေးနေကြရတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်သောအမေသားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ